မန္တလေးမြို့မှာကြီးကျယ်ခံထားတဲ့တရဏဘိမ့်မှန်ကြီးကိုတိန်းတောင်းချီအကုန်ခံကတိဆောက်လူတန်းလိုက်တဲ့တထေးကြီးဦးမျိုးသန့်ပြည်သက်များအားလုံးမင်္ဂလာပါရှင် မနေ့ကနေ့ကပဲ17ရက်17လ2025ရက်နေ့မှာမန္တလေးမြို့မှာတကယ်ကိုတမိုင်းဝင်လို့ခေါ်လို့ရမယ်။မဟာကုသိုလ်ကြီးတခုပေါ်ပေါက်ခဲ့ပါတယ်။အခုခေတ်အချိန်မှာတိန်းတောင်းချင်းအကုံကြခံပြီးတော့ကြီးကျယ်ခမ်းနားလာပါတဲ့တရဏဘိမှန်တော်ကြီးတခုလုံးကိုတိဆောက်လူဒန်းနိုင်မယ်။တထေကြီးတယောက်ပေါ်ထွက်လာခဲ့ရပါ။ဒါကငါတိန်းတရာလူမယ်၊တိန်းတထောင်လူမယ်ဆိုတဲ့ကိစ္စမဟုတ်ပါဘူး။တလုံးလုံးပြီးစည်းသည့်အထီးအလုံးစုံတာဝန်ယူလူဒန်းမယ်ဆိုတဲ့တကယ်ကိုတရာတရာအပြည့်နဲ့ပြုတ်လုပ်ထားတဲ့မဟာအလူကြီးပါ။ဒီလောက်ကြီးမားတဲ့ ကြီးကိုလူတန်းလိုက်တဲ့သူကတော့မန္တလေးမြို့ရဲ့တောင်သူလေသမားတထေးကြီးလုံးတနိုင်ငံလုံးကလေးစားချစ်ခင်ရတဲ့ဦးမျိုးတန်ပဲဖြစ်ပါတယ်။သူကတခြားတထေးတွေလိုငွေစွန်းခိုက်ပြီးတော့မွေးဖွားလာတာမဟုတ်ပါဘူး။သူရဲ့ဘဝကိုစတင်ခဲ့ရတဲ့ပိုင်ဆိုင်မှုကလေသုံးအေကနဲ့နွားတရှင်ပဲရှိတာပါ။ငယ်စဉ်ဘဝကပညာတောင်မတင်ယူခဲ့ရတာပါ။ဒီဘဝကနေဒီလိုမျိုးစူးစမ်းမှုဇွဲလုံးလာတွေနဲ့ မြန်မာနိုင်ငံရဲ့ထိတ်တန့်သတိကြီးတစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။အခုသူပြုတ်လိုက်တဲ့မဟာအကုသိုလ်ကတော့မန္တလေးမြို့အောင်မြေသာဇံမြို့နယ်အကုသိုလ်တော်ရိတ်တော်ပရိယတိစာသင်တိုင်ကြီးကျောင်းဝင်းအတွင်းမှာဗုဒ္ဓဘာသာယဉ်ကျေးမှုမဟာဓမ္မဗိမ္မာန်တော်ကြီးကိုတိစောက်ဖို့အတွက်ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး2025ခုနှစ်စက်တလပိုင်း17ရက်နေ့မှာပဲပထမကြိမ်ဖြစ်အလူရောင်ငွေ7သိန်းပေါင်း1500ကိုသူရဲ့မိသားစုနဲ့အတူသွားရောက်ပြီးတော့စက္ကန့်လူတန်းခဲ့တယ်လို့သိရပါဗျ။ဒါကပထမအရစ်ပဲရှိပါသေးတယ်။တတိယချင်းဦးမျိုးတန်းကဒီဘိမ့်မန်တော်ကြီးပြည်စည်းသည့်အထိအလုံးစုံတာဝန်ယူဆောက်လုပ်လူတန်းသွားမယ်လို့တခါလေးကြေညာထားတာဖြစ်ပါတယ်။ဒီလူကြီးရဲ့နောက်ွယ်ကရည်ရွယ်ချက်ကလည်းတိတ်ကိုမုံမြတ်ပါတယ်။ဒါကသူ့ရဲ့မွေးချင်းညီတော်ဖြစ်တဲ့ ညီတော်စရာတော်ဖုံဖုံရဲ့ဆယ်စုနှစ်တခုကြာတိုင်တိုင်ဆောင်ဆိုင်ခဲ့ရတဲ့မုံမြတ်တဲ့စံတောင်းအိမ်မက်တခုကိုအကောင်အထည်ပေါ်ပေးလိုက်တာလို့ဆိုပါရယ်ဒီနေရာမှာပြည်သက်ကြီးကိုကျမအင်ဟောစရာတခုပြောပြခြင်းပါရယ် တထင်းကြီးဦးမျိုးတန်းကအခုလိုမျိုးတိမ်တောင်းချီတန်ဖို့ရှိမဲ့အလူကြီးကိုလူတန်းနေချိန်မှာသူရဲ့ကိုပိုင်သုံးဆွဲမှုကဘလို့ရှိလဲသိရလားသူကိုယ်တိုင်ပြောဖို့ပါတယ်သူကလူငယ်ဘဝကနေဒီအသက်ရွယ်ဒီမျိုးတွေကလက်ဖက်ရည်ဆိုင်ကိုတခါတောင်မထိုင်ဘူးဘူးလို့ဆိုပါတယ်သူရဲ့ကိုပိုင်သုံးဆွဲမှုဆိုတာကကိုအတွက်ပစိုးတထဲအင်းကြီးတထဲနဲ့ကွန်လီဝါဖို့ပဲရှိတာလို့ဆိုပါတယ်ဒါဆိုရင်သူဒီလောက်စူးစမ်းပြီးရှာဖွေထားတဲ့ငွေတွေကျွဲဝန်းမှုတွေကဘယ်ရောက်သွားတာလဲဟုတ်ကဲ့ပါအခုလိုမျိုးတရဏတော်အတွက်တိမ်တောင်းချီ ီလှူဒန်းတာတွေသူရဲ့ရက်ရွာမှာကျမ်းမာရေးပညာရေးလမ်းပန်းဆက်သွယ်ရေးတွေမှာအမြဲတမ်းရှေ့ဆုံးကနေလှူဒန်းတာတွေနောက်ပြီးတော့သူဘယ်တော့မှမမေးတဲ့သူရဲ့ဘဝသူလေသမားတွေကိုမျိုးကောင်းမျိုးတန့်စပားတွေစိုက်ပျိုးရေးနည်းပညာတွေပြန်ပြီးတော့မျှဝေပေးတာတွေသူရဲ့ကြွယ်ဝမှုတွေအလုံးကကိုကျိုးအတွက်မဟုတ်ပဲအများအကျိုးနဲ့တရဏအကျိုးအတွက်ပဲဒီလိုမျိုးစီစဉ်နေတာလို့သိရပါတယ်ဒီလိုပါပဲတကယ်တတိအစ်စ်ဆိုတာကိုယ်တိုင်ပိုင်ဆိုင်မှုဘလောက်များလဲဆိုတာတန်ပေကန်စွန်ကျဲမှုဘလောက်ကြီးမလဲဆိုတာနဲ့တိုင် ုင်းတိုင်ရတာပါလေသုံးအေကနဲ့စခဲ့ရပေမဲ့စ조사မှုဇွဲလုံးလနောက်ပြီးတော့တရဏပေါ်မှာထားရှိတဲ့မုံမြတ်တဲ့စေတနာတွေပေါင်းဆက်ပြီးတော့အခုလိုသိန်းတောင်းချီအကုန်ကြခံတည်ဆောက်နိုင်တဲ့အထိဖြစ်လာတာပါဒီလိုစေတနာတရဏတရားထက်တန်ပြီးတော့မိမိရဲ့ကျွဲဝချမ်းသာမှုတွေကိုဘဝတူတွေနဲ့တရဏတော်အတွက်အကျိုးရှိရှိအသုံးချနေတဲ့တထေကြီးဦးမျိုးတန်းရဲ့အလိုကိုအလုံးလေးထက်တူထက်မြောက်ဝမ်းမြောက်ဝမ်းသာနဲ့တာရုခေါ်ဆိုနိုင်ကြစေဖို့တင်ဆက်ပေးလိုက်ပါရရှင်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်